မြေစိမပိတ်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာနှစ်ပတ်တကြိမ်မြေစိမကလည်းတင်ဆက်ပေးနေတဲ့ဆူခင်းလန်းကပန်ဒရင်းဆိုတဲ့အစီအစဉ်ကနေချိုးဆိုလိုက်ပါတယ်အခုတစ်ပတ်ဆူခင်းလန်းကပန်ဒရင်းအစီအစဉ်မှာတော့ရှမ်းမြောက်ရေးနဲ့ပတ်သက်တာတွေစစ်တပ်ဂျင်းပါမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လဲကြားဖြန်ကိစ္စတွေကိုကျေးဇူးကဖိအားပေးရနေပတ်သက်ပြီးတော့ကျေးဇူးမြန်မာလိလသုံးသက်သူတို့ဖြစ်တဲ့ဒေါက်တာလှကျော်စိုးကိုကျွန်တော်ဆက်သွယ်မြင်မြန်ထားပါရခင်ဗျာ ုတ်ကဲ့မင်္ဂလာပါဒေါက်တာလှကျော်စောခင်ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါကဲခင်ဗျာဒေါက်တာဒေါက်တာအခု30 29ဆက်ဆင်ရေးအပီးမှာပေါ့နော်ဒီပထမပိုင်းရောဒုတိယပိုင်းရောအပီးမှာဒီကိုကန့်ခေါင်းဆောင်တွေကိုဒီအာနာသိန်းစစ်တပ်မြန်မာစစ်တပ်ကတရုတ်စီလွှဲပြောင်းပေးခဲ့တဲ့ဖြစ်စဉ်ကဖြစ်စဉ်ရှိခဲ့ရပေါ့နော်ဆိုတော့အခုလည်းဖြစ်နေရပေါ့နော်ဆိုတော့ဆိုချင်တာကလေနန်ဆက်တည်ငြိမ်ရေးနဲ့နိုင်ငံဖြတ်ကျော်ရာသွေးမှုတွေကိုပူးပေါင်းနှိမ်နင်းရေးဆိုတဲ့ဒါ ဟိုတရုတ်နဲ့စစ်တပ်ကြားရဲ့မူပေါင်းအောက်ကဘယ်လိုမျိုးလှုပ်ဝှက်ချက်တွေလဲဒါမှမဟုတ်အများသိရဲ့သဘောတူညီမှုတွေရှိနေတာကိုဖော်ပြနေလဲခင်ဗျအဲ့ဒါလေးအရင်ဆုံးသုံးသပ်ဖြေကြားပေးပါအောင်ခင်ဗျထောက်တာဒီလိုပြအဲ့ဟိုအခုမှဗမာပြည်နဲ့ပတ်သက်လာလို့ကြားဖြန့်လုပ်ငန်းကဗမာပြည်မှာတော်တော်လေးဟိုဘယ်လိုခေါ်မလဲသတင်းထွက်လာတာပေါ့နော် ဟိုတရုတ်ပြည်မှာတော့ဒီကြားဖြတ်တဲ့ပတ်သက်လို့အဲသူတို့ကတော်တော်ပြဿနာတက်နေပုံရရတယ်ဗျတွက်လားသူတို့နိုင်ငံကလူတွေနဲ့ဟိုဟို၄၅၆နှစ်ထဲကနိုင်ငံအများကြီးနဲ့သူ အခုလိုပဲခုနခမပြောလို့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေပေါ့နော်အဲ့ဒါတွေကိုသူတို့လုံတယ်ပြီးတော့သူပြည်တွင်းမှာလည်းသူကအများကြီးပညာပေးတယ်ဥမာအားဖြင့်ခုကျမနေတဲ့ဟိုရက်ွက်ဆိုပါတော့နော်ကျမနေတဲ့ရက်ွက်မှာဆိုလို့ရှိရင်ရက်ွက်ကော်မတီအရရဲဌာနကကောအသက်80ကျော်တဲ့အဖိုးကြီးဖွားကြီးတွေပေါ့ဗျာအိမ်မှာတယောက်တည်းနေတဲ့ပင်စတင်စားအဖိုးကြီးတွေဖွားကြီးတို့ အမြဲပညာပေးနေတာဗျသလားဖုန်းလာလို့ရှင်မသိလို့ရှင်မကင်ပါနဲ့အငွေကြီးကိုအကြောင်းနေမပြောပါနဲ့နဲ့အများကြီးတွေပြီးနာကြာပြီဗျသလားอืมပြီးတော့လဲသူကဦးကဘသူကတော့ဘယ်လန်းကဘသူကတော့ဘလောက်ဟိုအလိန်ခံသွားရတယ်ဘယ်လန်းကဘသူအဲ့ဒါတွေလဲအများလား notice လို့ပေးနေတာပေါ့ဗျာအဲ့တော့ကျမကြည်တာဗမာပြည်ကတော့အခုကိုကန်ကိစ္စပေါ်မှာရုပ်ရုပ်ကြားတာတကယ်တကယ်ကြာပြီဗျာ တခါလေမြတွေဟိုဖိလစ်ပိုင်ကိုနိုင်ငံမျိုးอ่ะဟိုလေမြတစည်းတိုက်ကြီးကိုအဲ့ဒီအညာခံရတဲ့လူတွေကိုအဲတေယုအစိုးရကပေါ့နော်အဲတေယုလုံခြုံရေးအဖွဲ့ကဘွားခေါ်လာတာတွေဘာတွေလဲသတင်းတွေမှာကြားနေရတာ အဲ့တော့ဟိုဗမာပြည်နဲ့ပတ်သက်လို့တစ်တုံညာနှစ်ခွန်းနဲ့သွားတိုက်ဆိုင်တာဖြစ်တာ哦เนาะအဲ့ဒါကိုဟိုကိုက MNDAA ကလည်းဒါကိုအခွင့်ကောင်းဖြစ်ယူလိုက်နိုင်တာပေါ့เนาะအဲ့တော့အရင်ပိုက်ဆောက်ချန်တို့ဘာလို့ကဒီလိုဖြစ်နိုင်တယ်ကျမအမြင်ပေါ့เนาะအဲအစိုးရကတို့ကဒီယူနန်ပြည်နယ်ကလူတွေနဲ့အဲရဲဌာနကလူတွေ နောက်ပြီးအရာရှိတွေဘာတွေနဲ့တော်တော်ရင်းနှီးပုံရတယ်ဗျအဲ့တုန်းကဟို1990နဲ့2010ကာလတွေမှာပေါ့နော်အဲ့ကာလတွေမှာတိကျကလည်းတကားဖွင့် policy နဲ့အကြီးအကျယ်စီးပွားရေးတွေဖိလုပ်နေတော့ဟိုကျမတို့ဒီခွင့်မဲ့မှာဆိုရင်တို့တောင်နေဘာတွေတောင်ဖြိုးပြီးတော့အိမ်နေဘာတွေအကြီးအကျယ်ဆောက်တယ်ဗျဟောင်ကောင်ကတတိယဒီဘာဒီအဲ့ဒါပေါ့နော် investment လာအောင်ဟောပြီးတော့ပြီးတော့လေအဲ့ဒီကဟိုနင်းနေကိုဝယ်ရင် ဟိုတပန်းကျော်တဲ့တိုက်ခန်းအောင်ဝင်သူကဟိုတရုတ်မှတ်ပုံတင်ထုတ်ပေးတာဟုတ်အဲ့တော့အဲ့ White House Channel ဘာလို့ဟိုဝါလဲဒီလိုပဲအဲ့လူတွေအများကြီးဝယ်ကြတယ်ဗျာသူတို့မှလည်းဟိုဟိုငွေမဲတွေလည်းရှိကြတာဟုတ်နော်အဲ့တော့ဝယ်ပြီးတော့တရုတ်မှတ်ပုံတင်တွေရပြီးတော့အဲနည်းနည်းသူတို့ကလည်းသိချမ်းသာလာတော့လက်လွန်ချီလွန်နေဖြစ်တယ်ထင်တယ် ဲ့တော့တရုတ်က2023မှာ policy ပြောင်းနေပြန်နော်ဒီလက်ယူလက်စားတွေဘာတွေတအားတွယ်တော့ဥမာကျမတို့ဒီခွန်ပင်ကဟိုအုပ်ချုပ်ရေးမှုတွေ governor တွေတောင်းနှစ်ယောက်ဇက်တက်လောက်ပြုတ်တာဗျာနော်အဲ့မြစ်ဆုံကိစ္စလက်မှတ်ထိုးထားတဲ့ဟို CEO တွေဘာတွေလဲတပြုံကြီးပြုတ်တာဗျာစားထားတာတွေနဲ့တူအဲ့အဲ့တော့အဲ့ဒါကိုဟိုကိုကန်းကအရင်လူတွေပေါ့နော်အခုတေတန်တို့ဘာလို့ပြေးလိုက်တဲ့လူတွေက သဘောမပေါက်ဘူးထင်တယ်ကြည့်ရတာတရုတ်ပြည်မှာအဲ့လို policy အပြောင်းလဲဖြစ်တယ်ဆိုတာသိမပေါက်ဘူးထင်တယ်ဟိုတော့ကလူပဲဆက်ပြီးတောင်းကြန်းတော့ကျမကြားတာပေါ့နော်ဘေးသတင်းကအဲ့ပိုက်ဆောက်ချန်ဟိုတရုတ်ကသူကမြေအောက်ကလည်းသိပိုင်တာလေအဲ့တော့အဲ့ဒီအဖွဲ့တွေတဲ့သူကရဲလေးတွေထည့်ထားတယ်လို့ပြောတယ်ဗျအဲ့တော့ကိုကန်ကအဲ့ပိုက်ဆောက်ချန်တို့အဖွဲ့ကအဲသူတို့တတ်ထားဖြတ်ထားတွေလည်းရှိတော့အဲ့ထက်မှာတရုတ်ပလစ်ကလေး6ယောက်ပါသွားတယ်ပြောတယ်ဗျ အဲ့ဒါမှတေယုတ်ကတော်တော်စိတ်ဆိုးသွားတာစိတ်ဆိုးပြီးတော့မင်းအောင်လိုင်းကိုတောင်းတာအဲ့တော့မင်းအောင်လိုင်းတို့ကအစကစားဖို့တောက်ဖက်တွေပဲဖြစ်တာပေါ့နော်မင်းအောင်လိုင်းကသူ့ဗျောင်လဲပြောတာပဲဒီပိုက်ဆော့ချန်နုံနဲ့ပေါင်းပြီးတော့ဝင်းနှင်းတို့ဖုန်ကြားစင်းတို့ကိုဟိုအရင်တိုက်ထုတ်ထားခဲ့တာပဲလေ2000နဲ့ဘယ်လောက်ကလဲ2000လား2000ရှိလားအဲ့တော့ပိုက်ဆော့ချန်နုံနဲ့တော်တော်ရင်းနှီးပုံများတယ်ဗျပိုက်ဆော့ချန်နုံကဦးသိန်းစိန်တို့နဲ့လည်းရင်းနှီးပုံများတယ်နော်ဦးသိန်းစိန်နဲ့အဲ့ထရီကန်တိုင်းမှာနေဖို့လား ဲ့တော့ तू อ่ะအဲ့ဒီအားကိုးတွေ ਨੇ ယူနန်ပြည်နယ်ကိုလည်း तू อ่ะတော်တော်ကင်ထားနိုင်တယ်အစောပိုင်းကနော် तू ငွေတွေဘာတွေဒီမှာလာပြီးတော့ bank account ထဲထည့်ထားတာတွေဘာတွေအများကြီးပဲဟိုဝါလက်တယ်လို့ပဲအဲ့တော့အဲ့ဓာတွေကအဲသူတို့ကမလုံလောက်တမ်းဘူးလို့တွက်တယ်နဲ့တူပါတယ်ဒါပေမဲ့တရုတ်ကသူ policy ပြောင်းပြီးတော့အဲ့လက်ယူလက်စားတွေကိုအဓိကနှိမ့်နှင်းတာ2013ပေါ့ဗျာအခုရှီကျင့်ပင်တက်လာတဲ့အခါမှာအဲ့ဒါမှဒီ ူနန်ပြည်နယ်မှာလည်းတော်တော်တိုးရတယ်။အဲဗမာပြည်ကိုလည်းလှမ်းပြီးအကြောင်းကြားတယ်ထင်တယ်။အဲ့တော့အဲ့ဒါကို MNDA တို့ကျမတို့ຫນွေဦးတော်လှန်ရေးကအဲတော်လှန်ရေးတပ်ဖွဲ့တွေကအခွင့်ကောင်းဖြစ်ဂိုင်ပြီးတော့အဲ့ဒါတစ်တုံညာနှစ်ခွန်ရလို့ဖြစ်သွားတာဗျ။ အဲ့တော့သဘောကဗျာတရုတ်ကလည်းသူ့အကျိုးစီးပွားအတွဲကျန်းဖို့ကိုနှိမ်အကြဖြန့်ကိုနှိမ်ရင်းနေတဲ့အခြေ ကျမတို့ကလည်းအဲ့ဖုန်ကြားဆင်းအုပ်ကအဲ့ဒီပိုင်ဆောက်ချန်တို့ကသူတို့မောင်းထုတ်ထားတာဖြစ်တော့သူတို့ကလည်းပြန် ဟိုပြန်ပေါ့အချင်းချင်းသူတို့လည်းတိုက်ဖူးပါတယ်နော်အဲသုံးလင်းချိန်လောက်တိုက်ဖူးတယ်ရှုံးတယ်ဘာဖြစ်လို့လဲဆိုဟိုဘက်ကစစ်တပ်ကပါတာဟိုဒီတစ်ခါကျတော့ຫນွေဦးတော်လှန်ရေးအရှိန်နဲ့နော်ကျန်တဲ့အဖွဲ့တွေနဲ့လည်းပေါင်းလိုက်တာပါတယ်ຫນွေဦးတော်လှန်ရေးမှာပေါ်ပါလာတဲ့ PDF တွေနဲ့ပေါင်းလိုက်တာလည်းပါတယ်အဲ့ဒီမှာကျွန်မတို့တော်တော်အောင်မြင်သွားတာပေါ့ဗျာတော်လှန်ရေးဘက်ကအောင်မြင်သွားတာနောက်ထပ်လေဒေါက်တာရဲ့ဒီရနဲ့ဆက်ဆက်ပြီးတော့မေးရတာကဒီအခုဆိုရင်ပေါ့နော်ဒီစစ်တပ်ကိုဗမာစစ်တပ်ကိုသူ့ရဲ့ ဟိုဘာမှဆက်ချက်ကသူ့ရဲ့စီရေးအခက်ခဲကြီးနေပြီးတော့ဒီကြားဖြန်ကိုပြန်နှိမ်နင်းနေတာကတေးဦးရဲ့ဖီးယားတက်တက်ကြောင်လားပေါ့နော်ဒါဒေါက်တာဒါမှမဟုတ်ဒါမှမဟုတ်ပဲပေါ့ရွေးကောက်ပွဲအကျူမှာအကျူကာလမှာဒီနိုင်ငံတကာအတိုင်းအဝိုင်းမှာဒီစစ်တပ်ကဟိုဘယ်လိုပြောမလဲတရားဝင်မှု legitimacy ကိုပြန်ရယူဖို့အတွက်ပေါ့နော်နိုင်ငံရေးအရမျက်နှာပန်းလာအောင်ပဲလှုပ်ဆောင်တာလားထောက်ထအနေနဲ့ဒီနှစ်ခုကိုဘယ်လိုနှိုင်းယှဉ်ပြီးတော့တုံ့တက်ချင်ပါလဲမသိဘူးခင်ဗျာ ဟုတ်ဒီလိုရှိတယ်ဗျာဟိုတရုတ်ကဖိအားဆိုတာလေတရုတ်ကဘာခေါ်မလဲဟိုမက်လုံးပေါ့ဗျာနော်ဟိုခင်ဗျားတို့အခုဟိုဗာလေ DNL တို့ MNDA တို့ဘာတို့လဲတရုတ်ဖိအားဆိုတာလေမက်လုံးဗျာနော်ခင်ဗျားကြည့်လေ MNDA ကလာချိုးကဆုတ်သွားတာ ਨੇ တရုတ်ကဟိုနေ့နေအကုန်ဖွင့်ပေးလိုက်တာပဲလေနော်နေဆက်ဂိတ်တွေဖွင့်ပြီးစီးပွားရေးတက်အောင်တုတ်ပေးတယ်နောက်ပြီးတော့သူကဟိုဒီလိုဗျာဟိုတရုတ်က policy က ဟိုသူတို့ ਨੇ နေဆက်ကတ်နေတဲ့ထောက်လျှောက်ပေါ့နော်အဲ့နေဆက်ကတ်နေတဲ့ထောက်လျှောက်မှာဟိုအေးချမ်းမို့ပေါ့သူအဲ့တော့ဥမာအပြင်ဝါပဲဖြစ်ဖြစ်နော်ဝါဒေတာပဲဖြစ်ဖြစ်မိုင်းလာဒေတာခင်ဗျားသိမယ်ထင်တယ်မိုင်းလာဒေတာတော့နော်အဲ့ဒေတာတွေဆိုရင်တရုတ်ကမဲခေါင်မြေဝါဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်ဆက်ပြီးတော့သူကတော်တော်ကူညီထားတာဗျာ ဲတဘောကတရုတ်ကပြကျင်တာကတကယ်လို့သာနော်နိုင်ငံတည်ငြိမ်ရင်ငြိမ်းချမ်းရင်ဘလောက်ခက်ခဲတဲ့ဘလောက်ခက်နောက်ကြတဲ့ဒေသပဲဖြစ်ဖြစ်ဖွံ့ဖြိုးတိုးတက်နိုင်တယ်ဆိုတာပြတာနော်အဲ့တော့ဒီဝဒေသတို့မိုင်းလားဒေသတို့ကိုအေအေရပဲဖြစ်ဖြစ် KIA ရပဲဖြစ်ဖြစ် KNU ရပဲဖြစ်ဖြစ်သူတို့အနှစ်30မြောက်တို့ဘာလို့ပွဲကြီးတွေလုပ်တဲ့အခါမှာအဲ့ဒါတွေကိုဖိတ်တော့အဲ့ဒီလူတွေကလာတဲ့အခါမှာတိတ် ဘယ်လိုကောမလဲအားတက်တာပေါ့တိတ်ဘယ်လိုကောအားကြတာပေါ့ဗျာနော်အေအေတို့ဘာလို့လဲတိတ်အားကြသွားတာပဲအဲ့တော့အဲ့ဒီဟာကတရုတ်ကအဲ့ဒီဟာကိုသူကစမ်းတက်ကွက်ကလေးဖြစ်ပြပြီးတော့မလုံးပေးထားတာပေါ့ဗျာဟိုကိုဒေတာလေးကိုကိုတည်ငြိမ်အောင်လုပ်ရင်သူတို့အများစုဝင်ပြဥမာဝဆိုပါတော့နော် ဝါရဲ့ဟွန်နင်းဆိုလို့ချင်းဒီမှာခမားချီကိုလည်းဟိုနေ့ကစောင်းမလေးတစောင်းပို့တယ်ယူနန်ပြည်နယ်ရဲ့ strategy ဆိုတာလေသူတို့ကအဲ့ဒီအဲ့ဗမာပြည်ရဲ့နေဆက်တစ်လျှောက်မှာရှိတဲ့ဗမာပြည်ဘက်ကခရိုင်နေနဲ့သူတို့တရုတ်ပြည်ဘက်ကခရိုင်နေကြားမှာဟို sister city state လောက်ထားတယ်အဲ့တော့ဒီဘက်ကခရိုင်ကသူနဲ့ကတ်ထားတဲ့ခရိုင်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအကုန်တာဝန်ယူရတယ်ဗျာ ဒါသူ့နိုင်ငံမှာလည်းတလူလုပ်တယ်သူ့နိုင်ငံဆင်းရဲမှုပပျောက်ရေး policy မှာဒါပါတယ်အဲ့တော့ဝါဒေတာကဘာဖြစ်လို့ဒီလောက်တိုးတက်လာတယ်မိုင်းလာကဘာဖြစ်လို့တိုးတက်လာတယ်ဆိုတာအဲ့ဒါပဲဟိုဘက်ဒီဘက်ဟိုဥမာအဖြစ်များဟိုကိုဗစ်ဖြစ်တုန်းကဆိုရင်ဝါဒေတာကိုဟိုဘက်ကအဲ့ခမရကြားဘူးလားမသိဖူဆိုတာလေဟိုဟိုတလောကဇုံမင်းထွန်းခနေနဲ့မှတောင်ပါသေးတယ်အဲ့ဖူဆိုတဲ့ဒေတာနဲ့ပန်ဆန်းနဲ့ကသူက sister city လောက်ထားတာအဲ့တော့ဖူကအဲ့ ပန်ဆန်းကဟိုရွာတွေအထိကိုသူကလိုက်ပြီးဆေးထိုးပေးတယ်ဟိုဆေးဖွဲ့တွေကလေအဲပြီးတော့အဲ့ပန်ဆန်းကဟိုဆေးကြောင်းသားတွေစီးပွားရေးတက်ကတူကြောင့်အကုန်လုံးကိုဖို့ကလက်ခံတယ်တနှစ်တနှစ်ကိုတရားလောက်လာလာတင်တယ်လို့ပြောတယ်နော်နှစ်နှစ်သုံးနှစ်အဲ့ဒါအားလုံးကိုတရုတ်ဘက်ကတာဝန်ယူတာပဲအဲ့တော့အဲ့လိုနီးနဲ့သူကအစလေကသူပြောထားတဲ့ policy ကိုကဟိုမျှဝေထားတာပေါ့နော် ဘာပဲဖြစ်ဖြစ်ဟိုဟိုနည်းနေကိုမျှဝေဖို့ပေါ့အကျိုးကျေးဇူးတွေကိုမျှဝေဖို့အဲ share future ပေါ့ share နေပေါ့အဲ community of fair future ပေါ့နော်အဲအနာဂတ်ကိုမျှဝေထားတဲ့လူအဖွဲ့အစည်းတည်ဆောက်ရေးဆိုတာအဲ့တော့ဒါကိုတရုတ်ဘက်ကပြောနေတကယ်တော့ကိုရင်းရဲ့အဲ့ဒါကဟိုဟိုကျမတို့ community စကားနဲ့ပြောရင် socialist စနစ်ပေါ့ဗျာ ဒါပေမဲ့ socialist နဲ့ဆိုတာလေတကယ်တကယ်တော့ဟိုကျမတို့ကဟိုဘူနီဝင်းကိုမဆလာလုတ်သွားလို့လားလူတွေကမုန်းတာလေလူဘဝနေထိုင်ဟိုတက်တာချောင်ကြီးရဲ့အတွက်ဆိုလူတိုင်းကြိုက်တာပဲလေဒါပေမဲ့ကျမတို့ဗမာပြည်သူတွေကပြတ်သားပြီးပြီဗျဒီစစ်အုပ်စုရှိနေသပြီစစ်အာဏာရှင်စနစ်ရှိနေသပြီကျမတို့ဗမာပြည်ဘလို့မှမဖွံ့ဖြိုးမတိုးတက်နိုင်ဘူးဆိုတာပြီးပြီးသား နော်အဲ့တော့တရုတ်ကဟိုသူတို့ရဲ့အကျိုးစီးပွားနဲ့ကျမတို့အကျိုးစီးပွားမတူနိုင်ဘူးမတူနိုင်ပေမဲ့လည်းကျမတို့ကသူတို့နိုင်ငံကြီးတွေနဲ့ဆက်ဆံတဲ့အခါမှာဘယ်လိုကောမလဲတိတ်ပြီးတော့ဟိုကန္နဂောစာမဖြစ်ဖို့လို့လိုတာပေါ့ဗျာဟုတ်တော့မလားအဲသူလည်းဟိုအသင်အတင်ဟိုနည်းပြူစေကျမတို့လည်းကျမတို့နိုင်ငံရဲ့တော်လှန်ရေးကိုကျမတို့ကကျမတို့ဆက်လုပ်ရေးအတွက်လုပ်အောင်မှာပေါ့အဲ့တော့တရုတ်ကတော့ဒီ ဟိုမာလာအဲဒီမင်းအောင်လှိုင်တို့ဘာတို့အပြင်တခြားပါတီကလူတွေပါတွေလာရဥမာဥကိုကြီးတို့လိုလူမျိုးတွေပေါ့ဗျာအုတ်လိုက်ကြီးတွေပါရင်လာရင်သူကတရုတ်ပြည်မှာပြီးကဲမှာဟိုဘာလဲဟိုအစင်းရမှုပပြဝေးဟိုနင်းကြီးတွေရှိတယ်ဗျာပြတတ်ကြီးတွေအဲ့ဓာတွေခေါ်ပြတာပဲသူတို့နိုင်ငံမှာဘယ်လိုလုပ်တယ်ဆိုတာပေါ့ဗျာနော်ကိုကတကယ်ပဲကိုတိုင်းသူပြည်သားကိုချစ်တယ်ဆိုရင် ကိုပြည်သူပြည်သားကိုချမ်းသာခြင်းဒါတွေလုပ်လို့ရတယ်ဆိုပြီးခေါ်ပြတာပါဟုတ်ကဲ့ဟုတ်ကဲ့ဒေါက်တာနောက်ထပ်ကျွန်တော်ကြီးချင်တာဒေါက်တာရဲ့ဒီစစ်တပ်မဖြစ်မနေလုံးမဲ့ရွေးကောက်ပွဲနဲ့ဟိုတရုတ်ရဲ့ဖိအားပေးတဲ့ပုံစံအပိုင်းကိုမေးချင်တယ်ပေါ့နော်ဒေါက်တာဆိုတော့ဟိုရုပ်ကြီးနဲ့လေသူ့ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားရှိရပေါ့နော်ဆိုဥမာဆိုရင်ဒါပိုက်လိုင်းတွေပေါ့နော်ဆိုတော့အဲ့ရည်တည်ငင်ရေးအတွက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအောင်မြင်စေလိုတယ်လို့ဒေါက်တာအနေနဲ့မြင်လား ဒါမှမဟုတ်ပေါ့နော်ဒေါက်တာရဲ့တိုင်းသားလက်နက်ကင်တွေကိုအသုံးပြုပြီးတော့ရေကောက်ပွဲနဲ့အဲစစ်တပ်အပေါ်ဖိအားပေးတာကိုဆက်လက်ထားရှိနေရလို့မြန်မာသားဒေါက်တာအနေနဲ့ဘယ်လိုရှုမြင်ပါလဲခင်ဗျာဒီအပေါ်ဟုတ်ခင်ဗျာပြောတဲ့အဲ့တိုင်းရင်းသားတွေနဲ့ပတ်သက်လို့เนาะတိုင်းရင်းသားအဖွဲ့တွေနဲ့ပတ်သက်လို့ကျွန်မခုနကတော်တော်ပြောပြပြဆုံးဆုံးပြောပြပြเนาะ အဲတရုတ်ကဖျားမဟုတ်ဘူးဗျမက်လုံးပေးထားတာအဲ့တော့တန်းရင်သားတွေဒီကကနော်တန်းရင်သားတွေကသူ့တန်းရင်သားတွေဟိုဖွံ့ဖြိုးတယ်တိုးတက်တယ်ချမ်းသာတယ်သူ့ဒေသလေးအေးချမ်းရင်ပြီးရောလို့သူတို့သဘောထားအောင်လို့နော်အဲ့ဒီဟာအတွေ့အဲဒါကိုတရုတ်ကမက်လုံးပေးထားတာနော်ဖျားပေးထားတာမဟုတ်ဘူးအဲ့တော့မတိုက်နဲ့လို့တောင်ပြောထားတာနော်အဲဘာလဲစက်ကောင်စီကိုမတိုက်နဲ့လို့ပြောထားတာဒါခမည်းရဲ့မိကုံးမှာဒုတိယ ဟာနော်အဲပထမမေးခွန်းဖြစ်တဲ့ရွေးကောက်ပွဲနဲ့စစ်တပ်နဲ့ပတ်သက်လို့တရုတ်ကဘယ်လိုသဘောထားလဲဆိုတာပေါ့နော်အဲအဲ့ဒါကလည်းဒီလိုဖြစ်တယ်ဗျဟိုအခုစစ်တပ်ပြောနေတဲ့ရွေးကောက်ပွဲနဲ့နော်တရုတ်ကပြောတဲ့ရွေးကောက်ပွဲနဲ့မတူဗျတရုတ်ကအစိုးရတွေကဟိုဟိုဗါလေဗမာပြည်ရဲ့ဗမာပြည်နိုင်ငံရေးထဲမှာပါပန့်ပါထိုက်တယ်လို့အားလုံးပါတယ်ရွေးကောက်ပွဲလုပ်ပါလို့ပြောထားတာဖြစ်တယ် နော်ဒါမဲ့စစ်တပ်ကသူလှုပ်ချင်တဲ့ဟာလှုပ်မယ်အဲ့တော့စစ်တပ်အနေနဲ့ကသူကရွေးကောက်ပွဲကိုသူ့ရဲ့ထွက်လန်းအဖြစ်သုံးတာပေါ့ဗျာအဲ့တော့တရုတ်ကလည်းသူကဒီရွေးကောက်ပွဲကနေပြီးတော့တင့်တော်တဲ့နော်မြန်နှပန်းအသင့်အတင်လှတဲ့အစိုးရဖြစ်ရင်သူ့ရဲ့ဟွန်းင်းနေခုနခမည်းပြောတဲ့သူ့ရဲ့ဟိုမဟာဗျူဟာကြတဲ့ဟွန်းင်းနေကိုကာကွယ်နိုင်မှာပေါ့ဗျာအဲစီးပွားရေးတွေကာကွယ်နိုင်မှာအဲ့တော့အဲ့ဒါကြောင့်မလို့သူကအားပေးနေတာ နော်အားပေးပြီးတော့ဗမာပြည်ငြိမ်းချမ်းဖို့ဘာဖို့လုပ်အဲ့တော့တရုတ်ကရည်ရွယ်ချက်ကနော်တကမ္ဘာလုံးဆိုင်ရာရည်ရွယ်ချက်ကနော်အာရှဒေသအာဆက်လို့ခေါ်တယ် regional အာဆက် a regional comprehensive economic partnerships เนาะအဲ့ဒါကဘာလဲဆိုတော့ ASEAN ဆယ်နိုင်ငံနဲ့တရုတ်ကအဲဟိုနည်းရေတောင်အတောင်အာဖရိကတောင်အကိုရီးယားရေဂျပန်ရေ ဩစတြေးလျရဲ့နယူးဇီလန်ရဲ့အဲ့ဒီမှာသူကထောက်ပံ့ရေးဂွင်းကြီးတစ်ခုဖြစ်ဖို့ပဲ။ဘာဖြစ်လို့လဲဆိုတော့အမေရိကန်ကအမေရိကန်ရောဥရောပတို့ကဟိုဘာလဲမွန်ခုနကုံပွေရေးစပွဲတွေဘာတွေနဲ့နော်။ဘာတွေအဲ့တော့အဲ့ဒီဟာနဲ့သူကနည်းနည်းဟိုကိုယ့်ဟာကိုယ်ရှူတာရှိုက်တာဖြစ်အောင်ပေါ့နော်။အဲ့တော့အာဆီယံနဲ့တရုတ်အဓိကတော့အာဆီယံနဲ့တရုတ်ပါပဲ။အဲ့ဒီကကုံပွေလမ်းကြောင်းကြီးပုံမှန်ဖြစ်နေဖို့သူကြိုးစားတယ်။ အဲ့ဒီစ조사တာမှာသူ့ရဲ့ပိုးလမ်းမှာသိအရေးကြီးတယ်ဗျာနော်အခုလည်းတော်တော်များများအောင်နေပြီအဲတရုတ်နဲ့ပါကစ္စတန်ဆိုပါတော့နော်အဲ့ဒီဇင်းကြံလမ်းနော်အဲဘာလဲ China ပါကစီပက်လို့ခေါ်တယ် China Pakistan Economic Corridor နော်အဲ့ဒီဟာကြီးတော်တော်အောင်မြင်ပြီနောက်တစ်ခုကတရုတ်ကနေပြီးတော့လာအိုးတို့ထိုင်းတို့ကနေတဆင်ဆင်းနဲ့မြေထားလမ်းကြီးကလည်းအောင်မြင်နေပြီ အဲ့တော့တခູ່ကသူတို့ဗမာပြည်ကိုဖြတ်မဲ့လမ်းပေါ့နော်ကြောက်ဖြူကိုဖြတ်မဲ့လမ်းอ่ะပဲသူတို့အခုအထိဟိုဘယ်လိုကုန်လဲဟိုနေမပြူသေးတာပေါ့နော်အဲ့တော့ဒီဟာကြီးကိုသိဖြစ်စေချင်တယ်ကျမခမားရှိဖို့တဲ့ဆောင်းမားတဲ့မှာလေယူနန်ကအဲ့ဒါပဲသူ့ရဲ့ပင်လေထွက်ပေါက်ကဒါပဲဖြစ်တာ哦အဲ့တော့ဒီဟာကြီးရဖို့အတွက်တရုတ်ကဒီစစ်အစိုးရကိုတတ်နိုင်ပါများအခုနခမားပြောသူ legitimate ဖြစ်စေချင်တယ်တရားဝင်စေချင်တာပေါ့ဗျာ ြည်သူလူထုကလည်းသဘောကျနိုင်တာအဲ့တော့အဲ့ရွေးကောက်ပွဲနဲ့ဟိုဟိုဟိုစစ်တပ်ကနည်းနည်းသူကမလုံးပေးထားတာပေါ့ဗျာအဲ့လို legitimate ဖြစ်ရင်စီးပွားရေးတွေပါလိဆက်လို့ရင်ဗမာပြည်သူတွေကလည်းအဲ တရုတ်ကဟိုနေ့ကတို့စီးပွားရေးရတိုးတက်လာရင်လူတို့ကငြိမ်ကြသွားမယ်လို့သူကတွက်ပုံရတယ်ဗျ။ဟွန်းအဲ့ဒါကြောင့်မလို့သူကဒီရွေးကောက်ပွဲကိုတတ်နိုင်ပါများအဲကောင်းကောင်းမွန်မွန်ဖြစ်အောင်လုပ်တာ။ဒါပေမဲ့စစ်တပ်မှာကခင်ဗျားလည်းကြားနေတာပဲ။သူကလည်းဒီရွေးကောက်ပွဲကိုသူ့အတွက်ထွက်ပေါက်အနေနဲ့ရှိပေမဲ့သူကဘသူကမှအာဏာခွဲမပေးနိုင်ဘူး။ခင်ဗျားကြားမှာပဲဟိုမှာတက်တက်ခိုင်လို့အမျိုးသမီးတို့တောင်းပါသူက ပိတ်ပင်လားသူကကြံ့ဖို့မှကြံ့ဖို့ကြံ့ဖို့တောင်မှသူ့တက်ကလောလောဆယ်နော်ထွက်သွားတဲ့လူတွေပဲသူစိတ်ချရတဲ့လူတွေပဲသူကဟွန်းင်းပြုတ်ကျင်လာဒီလိုနီးနဲ့ဒီရွေးကောက်ပွဲကဘလို့မှ legitimate ဟွန်းင်းမဖြစ်နိုင်ဘူးနော်အဲ့တော့တရုတ်ကတော့စိတ်ရှိလက်ရှိသူကတော့ဒီလိုပဲပြောနေမှာပဲကျမတို့ကသိဖို့လိုတာကတရုတ်ကထူးခြားမှုက သူ့တရုတ်ကွန်မြူနစ်ပါတီကအာဏာရထားတာအနည်း80ကျော်ပြီဗျာနော်ဒါကြောင့်မလို့သူ့ရဲ့ policy တွေကသူကအဝေးကြည့်လို့ရတယ်ခမရစင်းစားကြီးထိုင်ဝမ်ကိစ္စတောင်အနည်း80သူဒီလိုပဲကြည့်နေတာမယ်နော်သိမ့်မယ်ဆိုသိမ့်လို့ရတာပဲသူမသိမ့်ပါဘူးဒီလိုပဲနီလန်ပေါင်းစုံနဲ့သူဟိုဟိုလှည့်တီလှည့်နေသူလုံတာအဲ့တော့ဟိုဗမာပြည်ရဲ့ policy ပဲသူဒီလိုပဲလုံတာ ဒါပေမဲ့ကျမတို့ကမစောင့်နိုင်ဘူးကျမတို့ဘက်မှာအချိန်မရှိဘူးเนาะကျမတို့တိုင်းပြည်မှာပြည်သူလူထုဆင်းရဲတာငတ်ပြတ်တာဒီစစ်အုပ်စုရဲ့ရက်စက်မှုပါမှုအဲ့တော့တရုတ်ကိုလည်းကျမတို့ကနားလည်ရမယ်เนาะတရုတ်ရဲ့ strategy ကသူ့နိုင်ငံအကျိုးစီးပွားပေါ်ကရေရှည်အစိုးအကျိုးစီးပွားပေါ်ကကြည့်ရဲဆိုတော့ကျမတို့နားလည်လို့ရမှာရမယ်ထို့အတူပဲကျမတို့ကလည်းကိုယ်နိုင်ငံကိုယ်အကျိုးစီးပွားအတွက်ကိုယ်လုပ်เสียရှိတာတော့မှာပေါ့ဗျာအဲ့ဒါပါပဲโอเคဒေါက်တာ ဟိုနောက်ဆုံးအနေနဲ့ပေါ့ဒေါက်တာရဲ့ခုနကဒေါက်တာပြောရတဲ့မှာလည်းပါပေါ့နော်အခုဆိုရင်လည်းဒေါက်တာရဲ့စစ်တပ်ကသူ့ရဲ့ရွေးကောက်ပွဲမတိုင်မီနေမြေထိန်းချုပ်တာတည်ငြိမ်နေဆိုပြီးပြသဖို့ကြိုးစားနေရဲ့လို့ကျွန်တော်စစ်ရေးနိုင်ငံရေးအခက်ခဲတွေတုံ့တက်ကြရပေါ့နော်ဆိုတော့ဟိုကျွန်တော်မိကျင်တာဒေါက်တာတရုတ်ကပေါ့နော်သူ့ရဲ့မဟာမိတ်ဟိုကျွန်တော်လက်နက်ကင်တိုင်းတိုင်းပေါ့နော် IAO ရဲ့အဖွဲ့တွေကိုစစ်တပ်ရဲ့ရွေးကောက်ပွဲအကျိုးပေါ့နော်စစ်စင်ရေးတွေမှာဘလို့အနေထားကိုယူဖို့ ဆက်လက်ပြီးတော့မလုံးပေးနိုင်မယ်လို့ထင်ပါတယ်ခင်ဗျ။ဟုတ်ဒါကြောင့်မလို့ तू ကအတိုက်ခိုက်တယ်အပြစ်ခံရစေးတွေလုံနေတာလေ။သဘောပေါက်တယ်မလား။အပြစ်ခံရစေးတွေလုခိုင်းပြီးတော့တချို့ဒေသတွေကိုပြန်ပေးခိုင်းတာဆို။နော်။ဒါတရုတ်ကသူ့ဘက်ကလုပ်တဲ့ဟာတွေဟိုတနေ့ကဆိုရင် KIA ကဟိုတကားပေါက်၅ပေါက်စလုံးဖွင့်တယ် ကျမလေ့လာကြည့်တယ်ဟိုတရုတ်ဘက်ကဘာများဟိုဟိုနင်းပြုတ်တယ်ဘာများဟိုဖိအားပေးတာရှိတယ်ဘာများဟိုအပြောင်းဘာမှမပြောဦးတယ်ဒီတိုင်းလာဖွင့်ပေးသွားတာတဲ့အဲ့တော့ तू ကလည်း तू နိုင်ငံရဲ့စီးပွားရေးကိုကြည့်ရသေးတယ်လေပိတ်ထားတယ်ဆို तू ပစ္စည်းတွေမရောင်းရတော့ဘူးလေအဲ့တော့အဲ့တော့ तू က तू ကသူဖွင့်ပေးလိုက်တာပဲအဲ့တော့ဒီဒေတာတွေမှာအဲ့ तू အဲ့ ဟိုကျမပို့တယ်ခင်ဗျအဲ့ဟိုနေမှာဆောင်းပွားမှာမြေပုံလေးတပုံပါတယ်တွေ့လားမသိဘူးဒီနေစားတစ်လျှောက်အေးနေဖို့ပဲသူ့ရည်ရချက်ကအဲ့ဒါပဲအဲ့တော့ဒီဟာတွေအေးနေလို့ရှိရင်အဲ့ဒေတာတွေမှာရွေးကောက်ပွဲလုပ်နိုင်မလုပ်နိုင်သူ့ဒီဗမာပြည်ရဲ့ပြည်ရင်းစစ်ကသူ့အိမ်ဘက်ကိုဟိုကြမလာဘူးပေါ့ဗျာ spill over မဖြစ်အောင်ပေါ့ကြော်မကြလောက်ဒါပဲရည်ရွယ်တာပဲကျန်တာကတော့ဟိုဒီစစ်အစိုးရက ဟုတ်ခမတရုတ်ကကဲကဲနော်ရုရှားကကဲကဲဘယ်သူကဲကဲမရနိုင်တော့ပါဘူးစီးပွားရေးကနလာမထူတော့ဘူးဗျနော်ဟိုနာဝတလို့ဘာလို့လုံးကတော့ခမသိမလားမသိဘူးသူကဟိုကန်းလွန်ရေနံနေတွေ့လိုက်တာဖြစ်တာဟုတ်ဒါကြောင့်မလို့နာဝတတော်တော်အသက်ရှူချောင်းသွားတာနော်တကယ်တော့အဲ့တော့ရှစ်လေးလုံးကလည်းတကယ်တော့ဟိုကျွန်တော်တို့တကယ်တော့ရှုံးတာမဟုတ်ပါဘူးဒါမျိုးက အဲဒီဆက်အနာရှင်စနစ်တိုက်ပွဲဆိုတာ62 July 7နေ့ကစခဲ့တာလေနော်အတက်အကြပါညာရှိတာပေါ့အဲ့တော့ကြကျမတို့ဘက်ကလှိုင်းကြသလိုဖြစ်သွားတာကသူတို့ကစီးပွားရေးရထွက်ပေါက်ရသွားလိုက်တာနော်အဲ့အခုမအလာမှာစီးပွားရေးရလည်းထွက်ပေါက်မရှိဘူးဗျနိုင်ငံရေးရလည်းထွက်ပေါက်မရှိဘူးအဲ့ဒါကြောင့်မလို့ဒီတစ်ခါတော်လှန်ရေးကတော့ အဲတရုတ်ကတော့သူ့ policy နဲ့သူပေါ့နော်ဒီဒေသတည်ငြိမ်ဒေသတည်ငြိမ်မှဒေသကဖွံ့ဖြိုးတိုးတက်မယ်နောက်တစ်ခုကသူ့ရဲ့ belt and road စီမံကိန်းအောင်မြင်ရေးဒါတွေအတွက်သူပြောနေမှာပဲနော်အဲ့တော့ဥမာအပြင်ဒီကြောက်ဖြူရင်းနဲ့ဟိုခမရဟိုပါကစ္စတန်ကို ပေးထားတာလေကြည်ဟိုအဲ့ဟိုနင်းနေပါတယ်နဲတဲ့ အဲ့ဒီစီအဲအဲစီပက်ကြောင့်ပါကစ္စတန်လူမျိုးသိမ့်နေချီပြီးအလုပ်တွေပါနေရတယ်ဗျာသူကဟိုလမ်းဟိုနင်းနေပါတယ်ဖြစ်တာအဲ့တော့ပါကစ္စတန်မှာဒီဟိုနင်းတွေကိုပဲသူကတယ်ရိုရီဇမ်ကိုပဲသူကဟိုနင်းပြူနေရတာတိုက်နေရတာပါကစ္စတန်ကဒါကြောင့်မလို့တကယ်အစွန်းရောက်တယ်ရိုရီဇမ်ကြီးရလဲပျက်ပျက်စီးရပျက်စီးကြောင့်အရန်လောက်တာခမရတခါများလေအဲဟိုတရုတ်ပညာရှင်9ယောက်တော့အသက်ခံရတယ် တရုတ်တပြည်လုံးကပွတ်ပွတ်ရိုက်သွားတာပဲအကုန်ပြန်ခေါ်ဖို့ဒါပေမဲ့တရုတ်ကပြန်မခေါ်ဘူးဒီလိုပဲထားတာပဲအဲ့တော့ကျွန်မပြောချင်တာကတရုတ်ရဲ့ရေရှည်ဟို strategy ကိုကျွန်မတို့ပြဖို့လိုတယ်ဆိုတာနဲ့ကျမတို့ကလည်းကျမတို့ရဲ့လိုအပ်တဲ့เนาะကျမတို့တော်လှန်ရေးအတွက်လိုအပ်တဲ့အကျိုးကျေးဇူးလိုအပ်တဲ့ဟိုနည်းကိုယ့်ကိုယ်ပြဖို့ပါပဲဒီလောက်ပါပဲเนาะအဲ့မှာဒေါက်တာကျေးဇူးတင်ပါတယ်เนาะဒေါက်တာအခုလိုမအားလက်သက်ချာနေပြီးတော့ဒီအစီအစဉ်မှာဝင်ရောက်ပြင်ဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒေါက်တာ ရပါတယ်ရပါဒါကတော့တရုတ်မြန်မာအရေးလေးလာတုံးသက်သူတူဖြစ်တဲ့ဒေါက်တာလှကျော်ဆိုတော့ရှမ်းမြောက်အရေးစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲတွေကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတရုတ်ကဖိအားပေးတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ကြီးရှင်နေရမြန်မာပြည်သူများအားလုံးပဲဘေးအန္တရာယ်ကင်းရှင်းပြီးတော့အထူးသဖြင့်အကြမ်းဖက်စစ်တပ်အနေနဲ့ကင်းဝေးကြပါစေလို့ဆုမကောင်းတောင်းပေးပါရစေ။နောက်ထပ်အစီအစဉ်မှာပြန်တွေ့ပါမယ်။ကျွန်တော်ခန့်တွေပါခင်ဗျာ။